ဇလန်းဆာမှာတော့မဲဟူတာကသူ့ရဲ့ဝန်ထမ်းတွေကိုစူပူနေတာကိုမြင်ကြရပါတယ်မဲဟူတာကငါပါစံဒီတနားအိမ်မှာရူဘီ1000လောက်ဆုံးရှုံးနေပြီဆိုကစိုက်ယုံကိုကွန်ပျစီတွေအချိန်မီရောက်မလာလို့အားလုံးကိုအော်ငေါက်နေခဲ့ပါတယ်ဒါကြောင့်ဂီးကဒီလိုဖြစ်ရတဲ့အကြောင်းရင်းကိုမဲဟူတာကိုရှင်းပြပါတယ်ပြဿနာကဒီအကန်ကြောင့်ဖြစ်နေတာပါဆရာလို့ဂီးကပြောလိုက်ပါတယ်ကျွန်တော်စိုက်ယုံကိုရောက်ဖို့ကားတွေကဒီအကန်ကိုပတ်ပြီးတော့သွားနေကြတယ်သူကရှင်းပြလိုက်ပါတယ်ဒါကြောင့်ကျတော့မဲဟူတာကမင်းတို့ဒီလောက်ပြဿနာလေးတော့မဖြေရှင်းနိုင်ဘူးလားလို့ပြန်မေးပါတယ် ဂီကကျွန်တော်တရားထုတ်ဖို့စီစဉ်နေပါလေဆရာဒါဆိုရင်ကုံနေကားတဲ့ရေကောင်ဖြတ်ပြီးတော့စေယုံကိုမြန်မြန်ရောက်လာနိုင်ပါပါလို့ဂီကပြောလိုက်ပါလေမေဟူတာကဒါဆိုရင်လှုပ်လीမင်းတို့ဘာအောင်စောင့်နေကြတာလဲလို့မေးလိုက်တော့ဂီကတရားထုတ်ဖို့အတွက်မြေနေရာကပြဿနာဖြစ်နေကြောင်းရှင်းပြပါလေတယောက်ကထပြီးတော့မေဟူတာကိုဆရာတကယ်တော့ပြဿနာတွေအားလုံးကတစ်ပင်တစ်ပင်ကြောက်ပါလို့ပြောလာပြန်ပါလေအဲ့ဒီတစ်ပင်ကလွန်ခဲ့တဲ့နှစ်ပေါင်း200လောက်ကတည်းကရှိနေပြီအားလုံးကဒီတစ်ပင်ကိုယုံကြည်ကြတယ်ဆရာလို့ပြောပြပါလေ ဒါပေမဲ့ဒါရီကိုမေဟူတာကယုံကြည်မရှိခဲ့ပါဘူး။သူကနေရာကိုရအောင်ဝဲဖို့လုပ်နေပြီးတော့အဲ့ဒီမှာဘသူတွေနေလဲလို့ပေးခဲ့ပါလိမ့်။ဒါကြောင့်သူတို့ကမေဟူတာကိုအဲ့ဒီမှာအမေတယောက်နဲ့တားတယောက်နေတယ်ဆရာလို့ပြောခဲ့ပါလိမ့်။အာမန်ကကိုခံပညာသင်ပေးတဲ့ဆရာတယောက်ပါ။ဒါပေမဲ့သူသင်ပေးရတာကသူ့စကားကိုဘယ်တော့မှနားမထောင်တဲ့ကလေးတွေကိုပါ။ဒါပေမဲ့မေဟူတာကသူ့လူတွေကိုမင်းတို့ကသူသားကကိုခံပညာတက်လို့ကြောက်နေကြတာလားလို့မေးခဲ့ပါလိမ့်။ဒါအောင်ကြတော့ဝင်းတိုင်းကမေဟူတာကမဟုတ်ဘူးဆရာ။သူ့မေကိုကြောက်တာပါလို့ ်ဘားကိုလက်ဝါးနဲ့အုပ်ပြီးတော့ပြန်ဖြေးပါတယ်။ဘာလို့လဲဆိုတော့သူတို့မြေနေရာအတွက် BBC ကိုသွားခဲ့တော့က BB ရဲ့လက်တံပြောင်မှုကိုမြေတွေ့ခဲ့လို့ပါပဲ။သူမယောက်ျားပိုင်တဲ့နေရာကိုဝယ်ခြင်းတဲ့သူတွေကြောင့် BB ကဒေါသတွေထွက်နေခဲ့တာပါ။အဲနောက် BB ကဝန်ထမ်းတွေကိုစကားတော်ဟာမခံမဲပါးရီကြီးလှိမ့်ရန်ပြစ်ပြီးတော့မောင်းထုတ်ပစ်ခဲ့ပါလေ။ BB ရဲ့ကြောချမ်းစရာတရင်တွေကြောင့်နောက်မှသွားတွေ့ဖို့ပဲအဆုံးဖြတ်ခဲ့ပါလေ။မအာမန်ပြန်အောင်လာခဲ့ပါလေ။ဘီဘီကိုအာမန်ကဒေါသမထွက်ဖို့ပြောခဲ့ပေမဲ့မရခဲ့ပါဘူး။ ထုံးစံတိုင်းဘီဘီကအာမန်အဖေစာရာရဲ့လူစွမ်းကောင်းပုံမြင်ကိုထပ်ပြောပြပါလိမ့်ပြီးတော့ဘီဘီကရိုးရာမပြတ်အာမန်ကိုစာရာနဲ့နှိုင်းရှင်ပါတော့လိမ့်အမြင့်ကြောက်တဲ့အာမန်ကိုဘီဘီကမင်းကသရေဘောကြောင်တဲ့လူပဲအခုမင်းကကိုးလားစာလာစာပေးရမယ်လို့ပြောပါလိမ့်ဘီဘီရဲ့စကားကြောင့်အာမန်ကဘီဘီတာအမေတာတော့လူသတိပေးခဲ့ပါလိမ့်ဒါပေမဲ့ဘီဘီကအာမန်ကိုဟာလို့သားလိမင်းအမေပိုက်ထဲမှာမဟုတ်ဘူးအမေအိမ်မှာနေနေတာကိုးလားစာပေးလို့ပြောခဲ့တာပါအဲ့ချိန်အာမန်ကမတော်တဆ ရိုဟစ်လက်ထဲကဘီဘီရဲ့အရာပလင်းကိုခွဲပြစ်လိုက်မိပါပြီ။သူမရဲ့အရာပလင်းကိုခွဲလိုက်လို့စိတ်တူသွားတဲ့ဘီဘီရဲ့ဒေါသကအာမန်စီကိုပုံကျသွားခဲ့တာပါ။နောက်မှာတော့ဘီဘီတို့ကတစ်ပင်ကိုစူတောင်းပူဇော်ပွဲတွေပြုလုပ်ခဲ့ပါပြီ။ဒါကိုအာမန်ရောရိုဟစ်ကပါပါဝင်ခဲ့ပါပြီ။အဲ့ချိန်အာမန်သဘောကျနေတဲ့ကြောင်းဆရာမလေးကေထရီပါရောက်လာလို့အာမန်လည်းပျော်သွားပါတော့တယ်။သူတို့စူတောင်းပွဲကိုပျော်ရွှင်စွာပြုလုပ်နေချိန်ဘဲဦးသားကလည်းသူ့လူတွေနဲ့သူတစ်ပင်စီကိုရောက်လာပါပြီ။ပြီးတော့သူကဘီဘီကိုတွားတွေ့ပြီး ခမရဘုရားကိုယုံကြည်ရင်ဘုရားကလည်းခမရအကျိုးခံစားခွင့်ပေးမှာပဲတဧကကို2000နဲ့ခမရကိုပတ်စံနှစ်ဆပေးမယ်လို့ပြောခဲ့ပါလေဒါပေမဲ့ဖီဖီကဒီနေရာရှိရင်ဒီသစ်ပင်လည်းရှိမှာပဲပြီးတော့မင်းရဲ့ဆက်ယုံကလေလူညင်ညမ်းတာတွေကငါတို့မျိုးကိုထိခိုက်စေလိမ့်မယ်ဒါကြောင့်မရောင်းနိုင်ဘူးလို့ပြန်ပြောခဲ့တာပါအချိန်မှာမေဟူသားတခုလုံးမှာကိုကြောက်နေတဲ့အာမန်ကသူ့အမေကိုတားခဲ့ပြီမဲ့ဘီဘီကမိမဆာကိုပိတ်ထားလို့အောင်းငောက်ခဲ့ပါလေမေဟူသားကခမည်းပြဒနာတက်တော်ပဲဒီသစ်ပင်မှာဆူတောင်းလာတယ ခမားဒီမျိုးရောင်းပါစေလို့ပေါ့တကယ်လို့စူတောင်းမပြင်းဒါကယူယူတစ်ပင်ပဲဒီတော့ခုတ်ရတာပေါ့လို့ပြောလိုက်ပါတော့လေဘီဘီကငါစိတ်တူလိုက်ဖနာနဲ့ရိုက်မိလိမ့်မယ်လို့ဒေါသတကြီးပြောလိုက်ပြီတဖက်မှာဝိုင်းကြည့်နေလူတွေကလည်းတင်းမာလာတာကြောင့်မေဟူသားလည်းပြန်ထွက်သွားခဲ့ပါတော့လေမေဟူသားပြန်သွားတော့အာမန်ကသူ့အမေကိုအပြစ်တင်နေခဲ့တာပါဘီဘီကတော့သူမရဲ့ခင်မုန်းကဘယ်ရန်သူမဆိုရင်ဆိုင်နိုင်ပေမဲ့ကင်ဆာကိုတော့မခုခံနိုင်ခဲ့ကြောင်းနဲ့ဒါလေရုညဉ့်ဉန်းမှုကြောင့်ပဲ မင်းကမဲဟိုသားဘက်ကိုပါခြင်းနေရာလားလို့မေးလိုက်ပါလေအာမန်ကမနှက်ပြန်မဲဟိုသားကလာတက်လိုက်မယ်သူပေးတဲ့ပတ်စံလည်းအဆင်ပြေပါတယ်လို့ဖြောင်းပြခဲ့တာပါပြီးတော့အာမန်ကသူ့ဖေရဲ့ပုံကိုကြည့်ပြီးကာတာဆင်းနဲ့နိုင်ရှင်ခံနေရတာကိုလည်းမုန်းလာပြီးလို့ပြောလိုက်ပါလေဒီစကားကြောင့်ဘီဘီကစိတ်တိုးပြီးတော့အာမန်ကိုပါရိုက်ပစ်လိုက်ပါလေအာမန်ကဘီဘီကိုအမေကအမြဲတမ်းအမေခင်မို့မမြင်နဲ့ရှိမှရက်နေသားကိုတော့မမြင်ဘူးလို့ပြောပြီးတော့ထွက်သွားပါတော့လေအဲနောက် အာမန်ကအเจ้าကိုပြန်သွားပြီးတော့ကလေးတွေကို ကိုခိုင်ပညာတင်ပေးဖို့လုပ်ခဲ့ပါတယ်။အဲဒီချိန်မှာသူက K3 ကိုမြင်သွားပြီးသူမရှိမှမျက်နှာကောင်းရဖို့အတွက်အကြံထုတ်ပါတော့တယ်။အာမန်ကကလေးရိနာကိုသွားပြီးတော့မင်းတို့ Bruce Lee လိုကြီးစံတဲ့ကာကွယ်တောင်တင်ပေးမယ်လို့ပြောခဲ့ပါတယ်။ဒါကိုကြားတော့ကလေးရိကလည်းစိတ်ဝင်စားသွားခဲ့ပြီးဘယ်လိုလုပ်မှလဲလို့မေးလိုက်တာပါ။ဒါကြောင့်အာမန်ကတင်းနစ်ဘောလုံးတွေနဲ့သူ့ကိုပြစ်ဖို့ပြောလိုက်ပြီးဘောလုံးတွေကိုမထိအောင်ကာကွယ်ပြပါတယ်။ဒါကို K3 ကလည်းလာကြည့်ခဲ့ပြီးတော့သူမကလည်းသဘောတည်းကြားနေခဲ့တာပါ။တဖက်မှာ Gordy ဒါကိုမြင်တော့ အာမန်ကိုကေထရီရှိမှာအရှက်ခွဲဖို့လုပ်ပါလေ။ဒါကြောင့်သူကစုံနူးကို ပြစ်နေတဲ့အချိန်ကိုမြင်ခိုင်းလိုက်ပါလေ။ဒရက်ဆာထွက်လာတဲ့ဘောလုံးတွေကြောင့်အာမန်ကမကာကွယ်နိုင်တော့ဘဲဘောလုံးမှန်ပြီးတော့လဲကျသွားခဲ့ပါလေ။ဒါအောင်ပြီးတော့ကေထရီကစိုးရင်သွားပြီးအာမန်ကိုအစီအပြေလားလို့မေးလာခဲ့ပါလေ။အဲဒီအချိန်မှာဂေါ်ဒီကဒါကြောင့်ငါကိုခံမိနာမတင်တာဒီလိုဆရာမျိုးနဲ့ဆိုရင်ဘယ်ဖြစ်မလဲဆိုပြီးဝင်နှိတ်ကွပါလေ။ပြီးတော့ဂီတာဟာဒံယာကိုကူစားပေးတယ်လို့ဆိုလိုက်ကအာမန်ကိုတယောထိုးပြနေတာပါ။ ညနေရောက်တော့အာမန်လည်းတက်တာလာပြီးတော့ဂေထရီစီကိုသွားခဲ့ပါတယ်။ဂေထရီကအာမန်ကိုမြင်တော့ပြေးလာပြီးနေတက်တာရလားလို့မေးလိုက်ပါတယ်။ပြီးတော့ဂေထရီကမဲဟိုသားရဲ့အကြောင်းကိုမေးနေတာပါ။ဒါကြောင့်အာမန်ကဂေထရီရဲ့ရှေ့မှာပဲအဲ့ဒီကဘီဘီငါ့ကိုတားလိုက်လို့ပေါ့။မဟုတ်ရင်အဲ့ကောင်လေးကိုငါဆွဲထိုးတယ်လို့ပြောနေချိန်မှာပဲကားနစီကနားမှာထိုးရလာပြီးမဲဟိုသားရဲ့တပည့်တွေဆင်းလာကအာမန်ကိုသူတို့ဆရာတွေ့နေတယ်ဆိုပြီးတော့ခေါ်သွားကြပါတော့လေ။အာမန်တယောက်မဲဟိုသားရဲ့အိမ်ကိုရောက်တော့မဲဟိုသားကသူ့သမီးနဲ့ကစားနေခဲ့တာပါ။ မေဟူသားကသူ့သမီးကိုပုံခိုင်းပြီးတော့အာမန်နဲ့စကားပြောခဲ့ပါတယ်။အာမန်ကဆရာတောင်းမှန်ပါတယ်။ဟိုနေ့ကအမိဆရာကိုပြောလိုက်တာတည်းအတွက်ခွင့်လွန်ပါလို့ပြောလိုက်ပါတယ်။မေဟူသားကရပါတယ်။မင်းအမေကမမှားပါဘူး။အမေတယောက်ကဒီလိုပါပဲလို့ပြန်ပြောလိုက်တာပါ။မေဟူသားကသူ့သမီးကမိတဆိုးလေးဖြစ်တယ်ဆိုပြီးအမြဲတမ်းသမီးကိုအချိန်ပေးပေးမယ်။ငါအမေတယောက်အခုဒီအစားမထိုးနိုင်သေးဘူးလို့အတိတ်ပဲပါပါနဲ့ပြောလိုက်ပါတယ်။အာမန်ကတော့သူတို့ကိုခွင့်လွန်ပေးဖို့တောင်းပန်ခဲ့ပြီးမေဟူသားက အဲ့ဒီနေရာကိုကောင်းကောင်းကာကွယ်နိုင်အောင်စူးစမ်းလို့ပြောခဲ့တာပါအဲ့တော့မေဦးသားကတောင်ဝင်ကန်ကိုရာကာဗမာလေးလို့ပေးခဲ့ပါတယ်အဲ့ချိန်ရာကာကန်နာထဲမှာရောက်နေခဲ့ပြီးတဖက်မှာလည်းလူတစုကသူ့ကိုလိုက်ရှာနေခဲ့ပါတယ်အဲ့ချိန်ရာကာထွက်လာတော့ခေါင်းဆောင်လို့သူကတိုက်ခိုက်ဖို့အမိန်ပေးခဲ့ပါတယ်ဒါပေမဲ့လူသံကြီးဖြစ်တဲ့ရာကာကိုသူတို့ဘလို့မှမရှင်းနိုင်ခဲ့ပါဘူးခဏနေတော့လူသံကြီးကိုကျိုးနဲ့ဝိုင်းပြီးတော့ချုပ်ထားလိုက်နိုင်ပါတယ်ရာကာကိုပြီးတော့ခေါင်းဆောင်ကသူ့အဖေကိုဖုန်းဆက်ခေါ်ခဲ့ပါတယ် ခေါင်းဆောင်အဖေကဖန်ခံထားတဲ့ရာကာကိုကြည့်ကသဘောကျသွားပြီးပြစ်တက်ဖို့လုပ်ခဲ့ပါလေ။ဒါပေမဲ့ရာကာကငါမင်းထွက်လောက်ညံစင်ခဲ့တာလို့ပြောလိုက်ပြီးတော့သူ့ကိုချုပ်ထားတဲ့လူတွေလက်ကရုံထွက်ခဲ့ပါလေ။ဒါအောင်မင်းတို့သားဖာနှစ်ယောက်လုံးလန့်သွားခဲ့တာပါ။ရာကာအဖေဖြစ်သူကိုတတ်ပစ်လိုက်ပြီးသားဖြစ်သူဘက်ကိုလှည့်ကမင်းကငါဘာလို့မတတ်လဲသိလားလို့မေးလိုက်ပါလေ။အဲနောက်ရာကာသူ့ကိုကြောင်ကြောင်လေးငေးကြည့်နေတဲ့ကောင်လေးကိုကြည့်ပြီးတော့မင်းရဲ့ညံလန့်လို့ဆိုပြီးတော့ပြောခဲ့တာပါ။ အလုပ်ပြီးတော့ရာကားမဲဦးသားဖုန်းဆက်ပြီးသူလာနေပြီလို့အတီးပေးခဲ့ပါလေအရင်ညမှာအာမန်ကတစ်ပင်စီကိုတွားပြီးတော့စကားပြောနေခဲ့ပါလေအာမန်ကသူ့ဖခင်ကိုမကယ်နိုင်ခဲ့ပေမဲ့မိခင်ကိုတော့ကယ်ပေးဖို့တောင်းဆိုနေတာပါဘာလို့လဲဆိုတော့မဲဟိုသားကတခုခုလုံမဲဆိုတာကိုသိနေခဲ့လို့ပါပဲအဲ့ဒီချိန်သူကရာကားကိုမြင်သွားခဲ့ပါလေရာကားတစ်ပင်ကိုလဲချဖြစ်ဖို့စူးစမ်းနေတာကြောင့်ဟေးမင်းကဘာသူလဲလို့မေးခဲ့ပါလေဒါပေမဲ့ရာကားတော့ဘာမှပြန်မပြောဘဲတစ်ပင်ကိုသာဖြတ်ဖို့လုံနေခဲ့ပါလေ ဒါကြောင့်အာမန်ကရာကကိုစပြီးတော့တိုက်ခိုက်ခဲ့ပြီမဲ့အင်အားချင်းမမျှတာကြောင့်အာမန်ကအလူအလိမ့်ပဲခံနေခဲ့ရပါတယ်။မိုးတွေကလည်းရွာနေတာကြောင့်အာမန်တကူလုံးနဲ့ရှုံနေတဲ့လူနေလို့ပါပဲ။နောက်တော့ရာကအာမန်ရောတစ်ပင်ကိုပါအဆုံးတတ်ဖို့လုပ်ခဲ့ပါလိမ့်။အဲဒီအချိန်မှာမိုးဂျိုပစ်ချလာပြီးနှစ်ယောက်လုံးကိုထိမှန်သွားပါတော့တယ်။ရာကကမေယိုသားဆက်ယုံတွေကဆုံးပြပစ္စည်းတွေရှိတဲ့နေရာကိုရောက်သွားခဲ့ပြီးတော့အာမန်ကတော့နေရာမှာနေမေလဲကြာသွားပါလိမ့်။နောက်ရကျတော့အာမန်နိုးလာတော့ သူ့အိမ်ရာပေါ်မှာပြန်ရောက်နေတာပါခန္ဓာကိုယ်စမ်းသပ်ကြည့်မိမယ်လဲဘာဒဏ်ရာမှရှိမနေခဲ့ပါဘူးဇဝေစွာဖြစ်သွားတဲ့အာမန်ကညကအဖြစ်ပြက်ကိုအိမ်မက်လိုပဲတတ်မှတ်ထားလိုက်ပါလေတပတ်မှတော့မဲဟူတာကရာကာပျောက်သွားလို့စိတ်တူနေပါလေတောင်ဝင်ကန်ကရာကာဗမာလဲဆိုတော့မသိဘူးစရာပြီးတော့တိပင်ကလည်းဒီတိုင်းပဲရှိနေသေးတယ်လို့ပြောပြခဲ့ပါလေတပတ်မှတော့အာမန်ကကေထရီနဲ့အတူရှိနေတာပါဒါကိုမကျင်တဲ့ဂေါ်ဒီက ចောင်းသားတယောက်နဲ့အရင်လိုဘရုစီအကွက်လောက်ပြဖို့တော့တောင်းဆိုခိုင်းပါတယ်။အာမန်ကညင်းညင်မိမဲ့ကေထရီရှိနေလို့သူကလက်ခံလိုက်ပါတယ်။ဒါပေမဲ့ဒီခါမှာတော့အာမန်ကဘောလုံးမှန်သမျှကိုရှောင်နိုင်နေတာကြောင့်သူ့ကိုယ်သူလည်းအံ့ဩသွားပါတယ်။ဒါပေမဲ့မှာတော့အားလုံးကအာမန်ရဲ့စွမ်းအင်ကိုလာပြီးတော့ကြီးခဲ့ကြပါတယ်။အဲဒီအချိန်ဂေါ်ဒီကဒိုနုကိုအချိန်ထပ်ပြီးတော့တင်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့အာမန်ကဘောလုံးတိုင်းကိုလှလှပပကာကွယ်နိုင်ပြခဲ့တာပါ။အဲဒီအချိန်အာမန်ကန်ထုတ်လိုက်တဲ့ဘောလုံးကဂေါ်ဒီကွာအချောင်းကိုမှန်ပြီးတော့ခွေကျသွားပါတယ်။ တောင်းမြင်တော့အာမန်ကတောင်းပန်ပြီးတော့ပြုတ်ကြနေတဲ့ဂေါ်ဒီရဲ့သချင်းစာအုပ်ကိုကောက်ကန်လိုက်ပါလေ။အဲ့ဒီချိန်မှာအာမန်ကဓာတ်လိုက်လို့ခန်းစားလိုက်ရပြီးတော့ဂေါ်ဒီကိုသူ့တုံးကားလိုပဲနာရာတတ်တာအောင်တရောပြန်ထိုးပြလိုက်တာပါ။ဒါကိုမြင်တော့ကေထရီကအန်အုံးနေပြီးနေပြောထိုးတတ်တာငါတော့မသိပါလားလို့ပြောနေခဲ့ပါလေ။ညတော့အာမန်ကရိုဟင်နဲ့တူအိမ်ကိုပြန်လာချိန်မှာနေကင်းကဖြစ်ခဲ့တာတွေကိုရိုဟင်ကိုပြောပြပါလေ။အဲ့ဒီမဲဦးသားနဲ့လူတွေကကြောက်လာပြီးတော့အာမန်တို့ကိုဖမ်းခေါ်ဖို့စူးစမ်းနေပါလိမ့်။အဲ့ဒီအချိန်မှာအာမန်ကရိုးရဲ့လက်ထဲက ဇန်နီလူရဲ့ဆောင်းကိုကင်မီသွားပြီးတော့မေဟူတာရဲ့လူတွေရှေ့မှာဇန်နီလူလုံးကပြနေခဲ့ပါလေ။ဒါပေမဲ့တော့ရိုးရီကဒါကိုမျက်လုံးပြူးသားနဲ့ကြည့်နေခဲ့တာပါ။အဲဒီအချိန်မှာအာမန်ကအသည့်ပြန်ဝင်လာပါလေ။ဒါပေမဲ့မေဟူတာရဲ့လူတွေကသူတို့ကိုမျက်နှာပြောင်နေတဲ့အာမန်ကိုတနက်နဲ့ပြစ်ဖို့လုပ်ပါလေ။ဒါကြောင့်အာမန်ကရိုးရီလက်ကိုဆွဲပြီးတော့ထွက်ပြေးပါလေ။အရန်ကိုမျက်လုံးနဲ့အချိန်ကြောင့်ရိုးရီတောင်လေးပေါ်ပြန်ပြီးတော့အာမန်နောက်ကနေပါလာခဲ့တာပါ။ဒါပေမဲ့အเจ้าလုံးနဲ့အာမန်ကဒါကိုသတိမထားမိပါဘူး။ ဲဒီချိန်မဲဟိုသားရဲ့လူတွေကကားနဲ့လိုက်လာပြီးတော့တန်းတန်းနဲ့ဝိုင်းပြစ်ကြပါတော့လေဂျီဇန်တွေကအာမန်ကြောကိုဖောက်ဝင်သွားပြီမဲအာမန်ကဘာမှမဖြစ်တာကိုမြင်တော့ရိုဟစ်လည်းမျက်လုံးပြူးနေပါတော့လေအဲနောက်ရိုဟစ်ကအာမန်ကိုအချိန်ထပ်တင်လိုက်အုံးလို့ပြောလိုက်တော့ဒုံကြီးလိုပြေးသွားတဲ့အာမန်ကြောင့်အားလုံးနဲ့မျက်စိလည်းကြံနေခဲ့ပါလေအဲဒီချိန်ဘီဘီကအိမ်ထဲကိုလေလိုရောက်ချလာတဲ့အာမန်နဲ့ရိုဟစ်ကြောင့်လန့်သွားပါတော့လေရိုဟစ်ကဘီဘီကိုအမေတပါရီကြုံခဲ့ရလဲဆိုတာသိမှာမဟုတ်ဘူးဆိုပြီးတော့ပြောကအာမန်ကတော့ အမေကိုပြောသားပဲမေဦးသားနဲ့ရံမဖြစ်ပါနဲ့လို့အခုတော့ပြဿနာတက်ပြီးတော့အပြစ်တင်နေတာပါအဲနောက်ရိုဟစ်ကဘီဘီကိုအာမန်ပြေးတာကီလို200နှုံးလောက်ရှိတယ်လို့ပြောပြနေပါလေအာမန်ကမေမဟုတ်တာမပြောနဲ့ဆိုတော့ရိုဟစ်ကမယုံရင်ဖနက်ကိုကြိလိုက်လို့ပြောပြလိုက်ပါလေအာမန်ကသူ့ခြေထောက်ကိုကြွပြီးတော့ဖနက်ကိုကြိလိုက်တော့ဖနက်ကပေါက်ပြဲနေခဲ့ပါပြီအချိန်လေးကယူချင်းစရာတွေဖြစ်နေလို့အာမန်လည်းစိတ်ရှုပ်သွားပြီးအေးရဝင်မို့တော့ထွက်သွားခဲ့ပါတော့လေဘီဘီကရိုဟစ်ကိုမင်းမူးနေရလားလို့မယုံသူလို့နဲ့မေးလိုက်ပါလေ ဒါကြောင့်ရိုဟိတ်ကသူမလိန်ချောင်းဘီဘီကိုချိန်ပြပြီးတပ်တည်ပြဖို့လုပ်ပါလေ။ရိုဟိတ်ကဓားချောင်းကိုယူပြီးတော့ဘီဘီနဲ့အတူခန်းထဲကိုရောက်လာပါလေ။ပြီးတော့ကြည်ပေါက်တွေဖြစ်နေတဲ့အာမန်ရဲ့အင်ဂျီကိုယူပြခဲ့ပါလေ။အဲနောက်ရိုဟိတ်ကအာမန်ကြောပင်ကသွေးကွက်တွေကိုပါပြသလိုက်တာပါ။ရိုဟိတ်ကအာမန်ရဲ့လက်ကိုဓားနဲ့ထိုးလိုက်တော့ဘီဘီကလန့်သွားပြီမဲ့အာမန်ကတော့ဘာမှမဖြစ်ပဲဒဏ်ရာကခနာချင်းပြန်ကောင်းသွားခဲ့ပါလေ။ဒါကိုမြင်တော့ဘီဘီလည်းအံ့ဩမဆုံးပါပဲ။အဲနောက်ရိုဟိတ်ကအာမန်ရဲ့ကိုယ်ပေါ်ကိုတတ်ပြီးတော့ဓားနဲ့ထိုးဖို့လုပ်ခဲ့ပါလေ။ အဲဒီချိန်မှာအာမန်ကနိုးလာပြီးအလန်တကြားနဲ့တွန်းပစ်လိုက်တော့ရိုဟစ်လည်းလွင့်ထွက်သွားခဲ့ပါလိမ့်အာမန်ကတော့ဘာတွေဖြစ်နေလဲမသိတာကြောင့်လန့်နေပြီမဲ့ရိုဟစ်ကတော့ဘီဘီကိုကျွန်တော်ပြောတာမှန်တယ်မလားလို့ပြောကာကိုင်းနေအောင်ကနေကြပါလိမ့်အာမန်ကဘီဘီဘာတွေဖြစ်နေရလဲလို့မေးလိုက်တော့ဘီဘီကမင်းစူပါဟီးရိုးဖြစ်ပြီလို့ပြောလိုက်ပါလိမ့်ဒါမဲ့နားမလဲဖြစ်နေတဲ့အာမန်ကြောင့်ရိုဟစ်ကသူ့ကိုဓာတ်နဲ့ထိုးလိုက်တာပါအာမန်ကလန့်သွားပြီးတော့သူ့ဘိုက်သူပြန်ကြည့်တော့ တဖြည်းဖြည်းပြန်ပြောက်သွားတဲ့ဒံဟာကြောင့်အာမန်လည်းလန့်သွားပြီးသူ့ရဲ့အင်ဂျီကိုချိုးပစ်လိုက်ပါတယ်။အဲဒီချိန်မှာဘီဘီကအာမန်ရဲ့ကြောမှာနတ်ဘုရားရဲ့တစိုက်ကိုမြင်သွားပါတော့တယ်။အာမန်ကဒါကိုမြင်သွားပြီးတော့လွန်ခဲ့တဲ့ရက်ကသူ့အတိုက်ခိုက်ခံခဲ့ရကြောင်းဘီဘီကိုပြောပြပါတယ်။ဘီဘီကတော့အာမန်ရဲ့စွမ်းအားတွေကဘုရားသခင်ရဲ့ချီးမြှင့်မှုပဲလို့ယုံကြည်နေခဲ့ပါတယ်။နောက်ရက်ဒီမှာဘီဘီနဲ့ရိုဟစ်ကအာမန်ကိုလူစွမ်းကောင်းဇလန်းတွေကိုပြသပြီးလေဘော်ပြန်နီးတွေတင်ယူစေပါတယ်။အဲနောက်ဘီဘီကအာမန်အတွက်သူ့ရဲ့ကောင်းဝတ်စုံကိုရွေးချယ်ပေးပါတယ်။ ဒါပေမဲ့ဝစ်ဆုံတွေကအာမန်နဲ့အဆင်မပြေခဲ့ပါဘူး။ဒါမှမဟုတ်ရိုဟိတ်ကအာမန်ကိုလေ့ကျင့်အတွက်အကူအညီပေးခဲ့ပါလိမ့်။တကယ်မှတော့ဘီဘီနဲ့ရိုဟိတ်ကအာမန်ကိုခေါင်းပိုးပေါ်ကနေတွန်းချကြည့်တော့အာမန်ကလေပေါ်မှာပြန်နိုင်သွားတာကိုပါသိသွားပါလိမ့်။နောက်တော့ဘီဘီတို့ကအာမန်ရဲ့စွမ်းအားတွေထွက်လာအောင်အာမန်ရဲ့စိတ်ကိုစွပေးခဲ့ပါလိမ့်။ဒါပေမဲ့အဲ့ဒီစားခုံတလုံးကကျိုးသွားခဲ့တာပါ။ရဲတန်ကြတဲ့အချိန်အာမန်တို့ဝစ်ဆုံကမရသေးပါဘူး။ဒါကြောင့်ဘီဘီကအာမန်တို့ဝစ်ဆုံကိုစပြီးတော့ချုပ်ခဲ့ပါလိမ့်။ဒါမှမဟုတ်အာမန်ကလည်းလေ့ကျင့်တွေကိုလုပ်နေခဲ့တာပါ။ နောက်တော့ BB ကအာမန်အတွက်ဝေဆုံကိုချုပ်လို့ပြီးသွားခဲ့ပါတယ်။ရိုဝေကတော့ဝေဆုံနဲ့ခံကြားနေတဲ့အာမန်ကိုကြည့်ပြီးဝေဆုံကမိုက်လိုက်တာလို့ပြောနေခဲ့ပါတယ်။အဲနောက် BB ကအာမန်ကို သူ့အဖေရဲ့ခေါင်းပေါင်းကိုပေးခဲ့ပါတယ်။ဒါပေမဲ့အာမန်ကဒီဝေဆုံကဘာမှမပါလဲကြည်ကောင်းပါတယ်လို့ပြောလိုက်တာပါ။ BB ကအာမန်ကို စာရာတွေတို့ကခေါင်းပေါင်းကမြင့်မြတ်တယ်လို့ပြောပြီးတော့တိုက်တွန်းလိုက်ပါတယ်။ဒါပေမဲ့အာမန်ကမွေးချင်မှုလို့ပြန်ပြီးတော့ပြောခဲ့တာပါ။ဒါတော့ BB ကကောင်းပြီ။မင်းအဖေရဲ့ခေါင်းပေါင်းမွေးချင်နေပါ ဒါပေမဲ့သူ့နာမည်ကိုတော့သုံးပါလို့ပြောခဲ့ပါတယ်။ဒါနဲ့ပဲအာမန်ကနာမည်ကို သုံးပေးမယ်လို့ဂရီပေးခဲ့ပြီးဘီဘီလည်းကျေနပ်သွားခဲ့ပါတယ်။ဒါပေမဲ့အာမန်ကဂရီမုံတတ်ထိုင်နေလို့ဘီဘီကအံ့ဩသွားပါတယ်။သူမကမင်းဒီမှာဘာလုပ်နေရလဲ။မင်းကစူပါဟီးရိုးဖြစ်ပြီလေ။ကဘာကြီးကိုသွားခဲ့တင်တော့လို့ပြောလိုက်ပါတယ်။ဒါကြောင့်အာမန်ကအိမ်ကနေထွက်ဖို့လုပ်ပေမဲ့ဘီဘီတို့ကအာမန်ကိုပရင်းပေါက်ကနေပြန်သွားဖို့ပြောခဲ့ပါတယ်။အဲနောက်ရိုဟိတ်ကအာမန်ကိုပရင်းပေါက်ကနေအပြင်ကိုတွန်းချလိုက်ပါတယ်။ သူတို့ကအပေါ်ကိုမော့ကြည့်ပြီးတော့အာမန်ကိုလိုက်ရှာနေခဲ့ပေမဲ့အမြင့်ကြောက်တဲ့အာမန်ကတော့မြေပြင်နားကနေကပ်ပြန်နေတာပါ။ဒါအောင်ရိုဟိတ်ကမြင်သွားတော့စိတ်ပြတ်သွားတယ်လို့ဘီဘီကလည်းဒါကိုမြင်ပြီးတော့ကိုနှစ်ဘူးကိုလက်ဝါးနဲ့ရိုက်လိုက်ပါတော့တယ်။အဲနောက်အာမန်ကလမ်းကြားတစ်ခုထဲမှာရပ်ပြီးတော့အကူကြီးလိုနေတဲ့သူကိုစောင့်နေခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကိုယ်ကပုံစံကြောင့်ခွေးလိုက်ဆွဲတာပဲခံခဲ့ရတာပါ။ခဏနေတော့ကလေးတယောက်ရဲ့ငိုနေတဲ့အတန်ကိုသူကြားသွားခဲ့ပါတယ်။သူကကလေးကိုလူကြီးကပြန်ပြီးဆွဲနေလို့ထင်သွားတာကြောင့်လူကြီးကိုဝင်ရိုက်ပါတော့တယ်။ ဒါမဲ့လူကြီးကကလေးရဲ့အဖေရင်းဖြစ်နေပြီးခဏနေတော့လူအုပ်ကြီးကပါရောက်လာကလူကြီးကကလေးကကျွန်တော်ကလေးပါလို့လူတွေကိုပြောပြပါလိမ့်ဒါနဲ့လူအုပ်ကြီးကအာမန်ကိုကလေးတစ်ခုလို့ထိန်ပြီးတော့ဝိုင်းလိုက်ကြပါတော့တယ်အာမန်ကထွက်ပြေးခဲ့ပြီးတော့တဏှာရောက်မှာကောင်လေးတွေကကောင်မလေးတယောက်နောက်ကိုလိုက်နေတော့မြင်သွားခဲ့ပါလိမ့်ဒါအောင်မြင်တော့အာမန်ကကောင်မလေးရှေ့ကိုသွားပြီးတော့မကြောက်ပါနဲ့လို့သွားပြောပါလိမ့်တပည့်ကောင်မလေးကအာမန်ရဲ့ပုံစံကြောင့်ငွေကောင်းစပရေးနဲ့ဖျန်းလိုက်ပြီးတော့သူမကိုလူရက်နေတယ်လို့អော်ပါတော့တယ် ဒါကြောင့်စူပါဟီးရိုးလဲတွတ်ပြီလို့ဒီနေ့ကံမကောင်းမှုဆိုပြီးတော့ပြန်လာခဲ့ကလူဆိုင်ကောင်မဖြစ်ချင်တော့ဘူးလို့လဲညှဉ်းညူနေခဲ့ပါသေးတယ်။အဲ့ဒီချိန်လေစိတ်တစ်ခုမှတော့အကြမ်းဖက်မှုဖြစ်ပွားနေခဲ့ပြီးမီဒီယာသမားတွေကတိုက်ရိုက်ထုတ်လွှင့်နေခဲ့ပါတယ်။အကြမ်းဖက်သမားတွေကတရားခံတွေကိုဖမ်းထားကြောင်းကောင်မလေးကကြေညာနေခဲ့တာပါ။ပြီးတော့သူ့ရဲ့နားထဲမှာကလေးတယောက်ရဲ့စူတောင်းတန်းကိုကြားလိုက်ရပါတယ်။ကလေးကကျန်တာမလို့ချင်ပါဘူးအဖေကိုကယ်ပေးပါလို့စူတောင်းနေခဲ့တာပါ။ဒါကြောင့်ကျတော့အာမန်ကချက်ချင်းပဲလေစိတ်ကိုထွက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာသတင်းကြေညာနေတဲ့ကောင်မလေးက ဒီလူတွေကိုကယ်ဖို့စွာရှိတဲ့လူမဖြစ်မယ်လို့ပြောနေပါတယ်။အဲဒီချိန်လေတဲကနေပြန်လာတဲ့အာမန်ကအချိန်လုံပြီးတော့ကားနဲ့သွားဆောင်ပြီးပါတယ်။အားလုံးကအပေါ်ကနေပြန်ပြီးတော့ရောက်လာတဲ့အာမန်ကြောင့်အံ့ဩနေကြပါတယ်။ဒါပေမဲ့ TV ကနေကြည့်နေ BB ကတော့အာမန်ရဲ့တလွဲပုံစံကြောင့်စိတ်ညစ်နေပါတယ်။အဲဒီချိန်မှာအထဲကနေတနတ်တန်ထွက်လာလို့အားလုံးကလန့်သွားပါတယ်။ဒါကြောင့်အာမန်ကမှန်ကိုခွဲပြီးတော့အထဲကိုဝင်သွားခဲ့တာပါ။အာမန်ကိုမြေတော်အချမ်းဖတ်သမားတွေကတနတ်နဲ့ဝိုင်းပြီးတော့ပြစ်ကြပါတယ်။ ဒါကြောင့်အာမန်ကသူတို့ကိုအလင်းမြန်မတိုက်ခိုက်ပစ်လိုက်ပါလေ။အဲနောက်အာမန်ဂျေဇုနဲ့ရဲတွေကအကြမ်းဖက်သမားတွေကိုဖမ်းမိသွားခဲ့ပါလေ။ဘီဘီကတော့အာမန်အောင်မြင်မှုအတွက်ဂုဏ်ယူနေပါလေ။အဲနောက်လူတွေကအာမန်ကိုနာမည်ဘယ်လိုခေါ်လဲလို့ဝိုင်းပြီးတော့မေးခဲ့ပါလေ။ဒါကြောင့်အာမန်ကဂျက်လူပြန်လို့နာမည်ပေးလိုက်ကအားလုံးကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်လာခဲ့ပါလေ။ဒါပေမဲ့ထုံးစံတိုင်းမှာအနေငါနေပဲပြန်ပြီးတော့လာတာကြောင့်ဘီဘီနဲ့ရိုဟစ်တို့လည်းစိတ်ပြတ်နေကြပါလေ။ နောက်ရက်တွေမှာတော့အာမန်ကစူတောင်းတန်တွေကိုနားထောင်ပြီးလူတွေရဲ့ခက်ခဲတွေကိုကူညီပေးခဲ့ပါတယ်။လူစိုးပေါ်တိုင်းသွားဖမ်းပြီးတော့ပြဒနာဖြစ်တိုင်းလိုက်ရှင်းရတဲ့ရလအနေနဲ့အာမန်တယောက်အိတ်ကောင်းကြီးမအိတ်ရဖြစ်လာခဲ့ပါတယ်။အာမန်ဟာမြို့ရဲ့လူစွမ်းကောင်းဖြစ်လာခဲ့ပြီးတော့ကလေးတွေကစားအာမန်ကိုအားကျလာခဲ့ပါတယ်။တမျိုးလုံးရဲ့ပါဇက်ဖျားတွေမကရင်ထဲထိပါအာမန်ရောက်သွားခဲ့ပါပြီ။တမက်မှလည်းလေရုညဉ့်ဉန်းမှုတွေကမြင့်တက်လို့လာနေပါတယ်။တကယ်အာမန်ကအိမ်တန်ရှင်းရဲ့လုပ်နေချိန်မှာဘီဘီတို့က TV ကနေသတင်းကြည့်နေကြပါတယ်။ အာမန်ကအင်တန်ရှင်းလုပ်ပြီးပြီလို့ပြောတော့ဘီဘီကအင်ကတော့တန်ရှင်းပါတယ်ဒါပေမဲ့လေရူးကဘယ်တော့တန်ရှင်းမှာလဲလို့ပြောလိုက်ပါလိမ့်နောက်ရမှာမဲဟိုသားရဲ့အလုံသမားတွေကစွန့်ပြပစ္စည်းတွေကိုဂေထရီတို့ကြောင်းရှိမှာလာပြီးတော့တုံခဲ့ကြပါလိမ့်ဒါကိုမြင်တော့ဂေထရီကဒါပါလို့တာလေဒါအဆိုးကကြောင်းတော်လို့သူမကသတိပေးပါလိမ့်ဒါပေမဲ့မဲဟိုသားရဲ့ဝန်ထမ်းကဂေထရီကိုမင်းနဲ့မဆိုင်ဖယ်နေလိုက်လို့ခတ်မှာပါပဲပြန်ပြောလိုက်တာပါဒါကြောင့်ဂေထရီကဒေါသထွက်သွားပြီမဲ့အာမန်ကတားလိုက်ပြီးဂလီတွေကြည့်နေလို့သတိပေးလိုက်ပါလိမ့် ဲနောက်ကေထရီကသူမရဲ့ဒေါသတွေကိုမျိုးသိက္ခာအထဲကိုဝင်လာခဲ့ပါတယ်။မကြာခင်မှာတော့အာမန်ကအမိုက်တွေကိုမေဟူသားရဲ့ခြံထဲမှာသွားပြန်ထားခဲ့ပါလိမ့်။ထူးဆန်းတဲ့အခြေအနေကြောင့်မေဟူသားကအန်အောနေတဲ့ချိန်အပေါ်ကနေအထုပ်တထုပ်ကျလာပါလိမ့်။အထုပ်ထဲမှာစားတဆောင်ပါလာပြီးတော့စားထဲမှာဒီအမိုက်တွေကမင်းရဲ့အမိုက်တွေလို့ရေးထားခဲ့တာပါ။နောက်ရမှာတော့အာမန်ကကေဖရီနဲ့အတူဒေပင်ကြီးမှာထိုင်နေချိန်မှာသူမကဂျက်လူပြန်ကိုတွေ့ခြင်းကြောင့်စူတောင်းနေပါလေ။အာမန်ကဒါကိုကြားတော့ K3 ကိုနေ့ရက်စုတောင်းနေပြေးလာမှာပါလို့ပြောခဲ့တာပါ။နောက်ရက်မှာအာမန်က K3 ကိုသွားတွေးဖို့သူ့ရဲ့ဝစ်ဆောင်ကိုဝစ်ဖို့ကြိလိုက်တော့ဝစ်ဆောင်ကမရှိတော့ပါဘူး။စာတင်ကြောင်းရှိမှရိုဟိတ်ကအာမန်ရဲ့ဝစ်ဆောင်ကိုယူဝစ်ပြီးလူစွမ်းကောင်းစတိုင်လုံးနေခဲ့ပါလေ။ K3 ကတော့ဂျက်လူပြန်ကိုမြင်ရလို့ရန်ကိုပျော်နေပြီးတော့ဆယ်ဖီဆွဲနေခဲ့ပါလေ။အဲဒီချိန်မှာ BB ကပါရောက်လာပြီးတော့သူမကလည်းငါလည်းဆယ်ဖီဆွဲကျင်တယ်လို့ပြောပါလေ။ပြီးတော့ BB က ဂျလူပြန်ကဘလောက်ပဲဒဏ်ရာရရဘာမှမဖြစ်ဘူးလို့ပြောပြီးသူမကအုံးသီးကိုယူကခေါင်းကိုရိုက်လိုက်တာကြောင့်ရိုဟစ်တယောက်မနဲ့ကိုတောင်းခံနေရပါလေ။ဒါအဘွားကြည့်နေတဲ့အာမန်ကတော့သဘောကျနေတာပါ။အဲနောက်ဘီဘီကသူ့ကိုဘတ်တန်နဲ့နောက်တစ်ခါရိုက်ပြပါလေ။ပြီးတော့တနတ်နဲ့ပါပြစ်ပြမယ်ဆိုပြီးလုံနေလို့အာမန်အမြန်ဆင်းပြီးတော့တားရပါတော့လေ။အဲဒီခါမှာဘီဘီကသူမရိုက်ခွဲနေတော့ရိုဟစ်မန်တီသွားခဲ့တာပါ။အခုတော့လူစွမ်းကောင်းဖြစ်ခြင်းနဲ့ရိုဟစ်တယောက်ဘီဘီရဲ့လက်ချက်နဲ့စေးလိမ့်နေရပါပြီ။ ဒါမှမဟုတ်ရာကာပြန်သတိရလာပြီးမေဟူသားစီကိုယောက်လာပါလေသူရဲ့ခန္ဓာကိုယ်ကလည်းမဲနဲ့ဆုပ်ပြတ်နေတာကြောင့်မေဟူသားလည်းထိတ်လန့်သွားမိပါလေအဲနောက်မေဟူသားကရာကာကိုဆေးရုံပို့ပေးခဲ့ပြီးဒေါက်တာကလူတွေကလေရုညဉ့်ဉမ်းမှုမခံနိုင်ပေမဲ့သူကပြန်ရှင်လာတယ်သူရဲ့ခန္ဓာကိုယ်ကဓာတ်ပြုတ်မှုတွေဖြစ်နေပြီလို့ပြောပြပါလေပြီးတော့ဒေါက်တာကရာကာရဲ့သွေးကအမိန်အောင်ဖြစ်နေတာကြောင့်သူ့ကိုဆက်ဆေးရမယ်လို့ပြောလိုက်ပါလေဒါကြောင့်တော့မေဟူသားကရာကာကိုအိမ်ပြန်ခေါ်သွားဖို့လုပ်ခဲ့ပြီး ဒေါက်တာကတော့လက်မခံခဲ့ပါဘူး။နေအောင်သားအခြေတင်စကားများနေကြတဲ့အချိန်မှာရာကာနိုးလာခဲ့ပြီးတော့ဇာဝန်တွေအားလုံးကိုစူပါဆွမ်းနဲ့တပစ်လိုက်ပါလိမ့်။တာမန်လူသားဆိုဒီအခြေအနေကိုလန်သွားနိုင်ပေမဲ့ရာကာကတော့ကျေနပ်နေခဲ့တာပါ။နောက်တော့ရာကာကမေဟူသားရဲ့အိမ်ကိုလိုက်လာခဲ့ပြီးတော့သူ့ကိုအဲ့ဒီကဘာတွေဖြစ်ခဲ့တာလဲလို့မေးပေမဲ့ရာကာကမပြောခဲ့ပါဘူး။အဲတော့မေဟူသားကရာကာကိုမင်းရဲ့အစွမ်းနဲ့ကဘာကြီးကိုအုပ်ဆိုးကြအောင်တခုတော့ရှိတယ်လို့ပြောလိုက်ပြီးအာမန်ရဲ့ပုံကိုပြလိုက်ပါလိမ့်။ပြီးတော့ ဂျက်လူပြန်ကိုအရင်ရှင်းပြဖို့လိုအပ်နေတယ်လို့ပြောခဲ့တာပါရာကာကသူလဲစူပါဟီးရိုးဝစ်ဆောင်လိုအပ်တယ်လို့ပြောခဲ့ပြီးနောက်ရမှာပဲမဲဟိုတာကရာကာကိုဝစ်ဆောင်အလန်းစားကိုဖန်တီးပေးခဲ့ပါလေရာကာလည်းသူ့ရဲ့ဝစ်ဆောင်ကိုကြည့်ပြီးတော့ကျေနပ်နေတာပါတပတ်မှာတော့အာမန်ကဝစ်ဆောင်ပြေးနေမြို့ကိုပတ်နေပါလေအချင်းဘီဘီကအာမန်ကိုဖုန်းဆက်ပြီးကြောက်ဖြုံသည်ဝယ်လာပေးအောင်လို့ပြောပါလေအာမန်ကဘီဘီတာဝစ်ဆောင်ကြီးနိုင်လေလို့ပြန်ပြောလိုက်ပါလေဒါမဲ့ဘီဘီက လူသွန်းကောင်းကရောထမင်းမစားတော့ဘူးလားလို့ပြောလိုက်တာပါနောက်ဆုံးတော့အာမန်ကဘီဘီကိုအရှုံးပေးခါဈေးကိုသွားပြီးတော့ကြောက်ဖြုံသီးသွားဝယ်ခဲ့ပါလေအားလုံးကသူ့ကိုဝိုင်းပြီးတော့ကြည့်နေကြတဲ့ချိန်မှာအာမန်ကသူ့မှာပတ်စံပါမလာတာကိုတီးသွားပါလေအဲ့တော့ကေထရီကရောက်လာပြီးတော့ငါပေးပေးမယ်လို့ပြောလိုက်တာပါအာမန်ကကေထရီပါလားလို့သူမကိုပြောလိုက်တော့ကေထရီတောင်လူသွန်းကောင်းကသူမကိုမှတ်မိနေလို့ကျေနပ်သွားပါတော့လေအာမန်ကကေထရီကိုပတ်စံကိုပြန်ပေးပါမယ်လို့ပြောပေမဲ့ကေထရီက ငါနေ့စီကပတ်ဆောင်မလိုချင်ဘူးလို့ပြန်ပြောပါလေအဲဒီချိန်အာမန်ကကေဖရီစီကိုလာနေတဲ့တန်ပိုက်ကြီးကိုမြင်သွားပြီးသူမကိုကယ်လိုက်ပါလေအဲနောက်အော်တန်ကြီးတို့ခုနဲ့တူရာကာရောက်လာခဲ့ပါပြီဒါတော့အာမန်ကရာကာကိုမှတ်မိသွားပြီးချက်ချင်းဝင်ရောက်တိုက်ခိုက်ပါလေစူပါဟီးရိုးနှစ်ယောက်ရဲ့တိုက်ပွဲကြောင့်ဈေးဆိုင်တော်တော်များများလေးပျက်စီးကုန်ပါလေတချက်မှာတော့အာမန်ကြောင့်ရာကာလွင့်ထွက်သွားပြီးပြန်ထလာတော့တစ်သီးတွေလည်းပင်တွဲနေတာကြောင့်အားလုံးကဝိုင်းပြီးတော့ရီးခဲ့ကြပါလေဒါတော့ရာကာကစိတ်ဆိုးဆိုးနဲ့ပိုက်ရမ်းမာတော့နေ အဲဒီမှာ K3 ကတိုက်ပွဲချားကိုညှက်သွားတာကြောင့်အာမန်ကသူမကိုကယ်ပေးလိုက်ပါလေ။နောက်တော့အာမန်ကရာကာကိုအနိုင်ယူပစ်လိုက်ပြီး K3 ကအာမန်ကိုကြောက်ဖြုံသီးတွေပြန်ကောက်ပေးပါလေ။အဆက်ကွဲပြီးတော့ပြန်လာတဲ့ရာကာကဒေါသထွက်နေတာပါ။ဒါမှမဟုတ်မဲဟူသားကလည်းသူ့အမိုက်တွေကိုပြစ်စရာနေရာမရှိလို့စိတ်ညစ်နေပါလေ။အဲ့ဒီချိန်မဲဟူသားရဲ့စေးလိန်ငွေကြောင့်ရာကာရဲ့ဒန်ဟာရီကတတ်တာလာပါလေ။ဒါအောင်မြင်တော့ရာကာကမင်းရဲ့အမိုက်တွေငါ့ကိုပေး။ငါစီမံပေးမယ်လို့ပြောခဲ့ပါလေ။ အဲ့ဒီချိန်အာမန်က K3 ကိုသွားတွေ့ပြီးဒူမိုင်းပတ်စံကို ပြန်ပေးခဲ့ပေမဲ့ K3 ကတော့မယူခဲ့ပါဘူး။အဲဒီနောက်အာမန်က K3 ကိုအပြင်ကိုခေါ်သွားပြီးညရဲ့အလှပတွေကိုပြသခဲ့ပါတယ်။ K3 ကတော့ထူးခြားတဲ့မြင်ကွင်းတွေကြောင့်ပျော်ရွှင်နေပါတယ်။အင်ကိုပြောင်းတော့ K3 ကအာမန်ကိုကျမကြောင်းစရာမပါမနေ့ပြန်ကလေးတွေကိုပြောပေးသားထွက်ခိုင်းမလို့ရှင်လာပေးနိုင်မလား။ရှင်သာလာလို့ရှင်ကလေးလည်းပြောကြမှာကျမလည်းအရန်ကိုပြောမိမှလို့အားတက်တယောင်းနဲ့ပြောပါတယ်။ဒါကြောင့်အာမန်ကလာပေးမယ်လို့ဂရီပေးလိုက်တာပါ။အဲဒီချိန်မှာ K3 က ကျွန်မတကယ်ချင်းအာမန်နဲ့လည်းမိတ်ဆက်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့အာမန်တယောက်လည်းစိတ်ညစ်သွားပါတော့တယ်။အင်ကိုပြောင်းတော့အာမန်ကရိုဟိကိုဂျက်လူပြန်ခဏလှုပ်ပေးဖို့ပြောပါတယ်။ဒါပေမဲ့ရိုဟိကညင်းနေလို့အာမန်ကမလှုပ်ပေးရင်တိုက်ပေါ်ကပြစ်ချမယ်ဆိုပြီးတော့အကြက်ကန်လိုက်တာပါ။နောက်ရကေရီကအာမန်ကိုသူမရဲ့စူပါဟီးရိုးနဲ့မိတ်ဆက်ပေးမယ်လို့ပြောနေပါတယ်။အဲဒီမှာရိုဟိကရောက်လာလို့ကေရီကရိုဟိကိုအာမန်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ပြီးတော့ကလေးတွေစီကိုသွားဖို့ကေရီကပြောလိုက်ပါတယ်။ ဒါကြောင့်အာမန်ကရိုဟိယောဂေရီယောကိုပါကင်ပြီးဂေရီမရိပ်မိအောင်လေပေါ်ကနေပြန်သွားခဲ့ပါလေ။ဟိုရောက်တော့ကားတွေထွက်မရပဲအပိတ်ခံထားပါလေ။ဂေရီကဂေါ်ရီကိုဘာဖြစ်တာလဲလို့မေးတော့အရသမားတွေလမ်းကိုပိတ်ထားလို့ပြန်ဖြေလိုက်ပါလေ။ဒါကြောင့်တော့ဂေရီကသူမရဲ့လူစမ်းကောင်းကိုပွဲထုတ်ဖို့လုပ်ပါလေ။လမ်းသွားတဲ့ရိုဟိကမလိမ့်တပတ်နဲ့လူစမ်းကောင်းဆိုတာကိုကိုယုံကြည်တဲ့သူတွေခေါ်တာ။ဘယ်သူမှမစိုးလူစမ်းကောင်းဖြစ်နိုင်တယ်။အာမန်အောင်ဖြစ်နိုင်တယ်လို့ပြောလိုက်ပါလေ။ ဒါကြောင့်အာမန်ကအရသမားတွေကိုစွမ်းအားမသုံးပဲကိုခံတိုင်းပြည်နာနဲ့တိုက်ခိုက်ခဲ့ပါလိမ့်။အစကေထရီကအာမန်ကိုစိုးရိမ်နေခဲ့ပေမယ့် နောက်တော့အာမန်ကိုချီးကျူးနေပါတော့တယ်။အာမန်ကတော့စကီလေးရှိမှမျက်နှာကောင်းရအောင်လှုပ်ပေးလို့ရိုဟိတ်ကိုကျေးဇူးတင်နေတာပါ။တဖက်မှာတော့ရာကာကလေရုညဉ့်ညမ်းမှုတွေကိုစားသုံးပြီးအစမတန်အင်အားကြီးမားနေခဲ့ပါလေ။တရက်မှာတော့မြို့မှာပွဲလုပ်ခဲ့ပါလေ။ဘီဘီကအာမန်ကိုအဲ့ဒီပွဲကိုသွားစေခြင်းမိမဲ့သူကကေထရီစီသွားဖို့အတွက်ပြင်နေခဲ့ပါလေ။ ဒါမဲ့ BB ကိုမလွန်ဆန်းကျင်တာကြောင့်အာမန်ကရိုဟစ်ကိုသူ့ဝတ်စုံနဲ့ပွဲတက်ဖို့လွှတ်လိုက်ပြီးသူကတော့ K3C ကိုသွားခဲ့ပါတယ်။ဒါမဲ့ K3C ကိုရောက်တော့သူမကဂျက်လူပြန်ကိုမျောနေကြောင်းသိလိုက်ရပါတယ်။အဲဒီချိန်မှာဂေါ်ရီကလည်း K3C ကိုရောက်လာပါတယ်။ဒါမဲ့ K3C ကတော့နေအောင်စလုံးကိုစိတ်ဝင်စားပဲဂျက်လူပြန်ကိုသာကြည့်နေခဲ့တာပါ။အဲဒီချိန်မှာရိုဟစ်ကပွဲကိုရောက်နေပြီးအားလုံးကိုနှုတ်ဆက်နေပါတယ်။နောက်တော့ကောင်မာလီတယောက်ကရိုဟစ်ကိုချစ်တယ်လို့ဖွင့်ပြောပြီးလက်ထပ်ခွင့်တောင်းလာခဲ့ပါတယ်။ ကောင်မလေးရဲ့အလားကြောင့်ရိုဟိတ်ကကောင်မလေးကိုလက်ထပ်ဖို့သဘောတူလိုက်တာပါဒါကုံမြင်တော့ကေထရီနဲ့အာမန်ကလက်အံသွားပါလိမ့်အဲညမှာကေထရီတယောက်အသေးရိအကြီးကြီးကွဲပါတော့တယ်အဲချိန်သူမကတစ်ပင်ကြီးနာကအာမန်နဲ့ရိုဟိတ်ကိုမြင်လို့လိုက်သွားခဲ့ပါလိမ့်အာမန်ကရိုဟိတ်ကိုချုပ်ခေါ်လာပြီးမင်းကျိုးဆွဲချပြီးတော့တေးလိုက်တော့လို့ပြောနေခဲ့တာပါမင်းကပွဲကိုပဲသွားခိုင်းတာလက်ထပ်ခိုင်းတာမဟုတ်ဘူးလို့အပြစ်တင်နေခဲ့တာပါရိုဟိတ်ကကေထရီကိုမေ့ပြီးကောင်မလေးကိုလက်ထပ်လိုက်ပါလားလို့ပြောပါလိမ့ ဒါပေမဲ့အာမန်ကငါကေထရီကိုပဲချစ်တာလို့ပြန်ပြောခဲ့ပါတယ်။ဒါကိုချောင်းပြီးတော့နားထောင်နေတဲ့ကေထရီကအာမန်ကဂျက်လူပြန်ဆိုတာကိုတီးသွားခဲ့ပါပြီ။နောက်မှာတော့ကေထရီကအာမန်စီကိုရောက်လာပြီးသူကဂျက်လူပြန်မှာလို့ဝင်ခံအောင်လုပ်ခဲ့ပါတယ်။အဲဒီချိန်ရိုဟိကတော့အာမန်ကိုအဲ့ဒီဝိဆုံကိုသူထပ်မွေးချင်တော်ဘူးလို့ပြောခဲ့တာပါ။နောက်လေးမှာတော့ဘီဘီကအာမန်ကိုခေါင်းပေါင်းဆောင်းသွားဖို့ထပ်ပြီးတော့တိုက်တွန်းပါတယ်။ဒါပေမဲ့ခေါင်းပေါင်းပေါင်းရတာကိုရှက်တဲ့အာမန်ကညင်းနေခဲ့တာပါ။ တဖက်မှာရကာလည်းမျိုးတဲကိုရောက်လာကအပြစ်မဲ့လူတွေကိုရန်ကားပြီးတော့ဂျက်လူပြန်ထွက်လာအောင်လို့လုပ်နေပါလေ။မကြခင်မှာအာမန်ရောက်လာခဲ့ပေမဲ့ဒီတစ်ခါမှာတော့ရကာကအစမတန်စွမ်းအားတွေကြီးနေတာကြောင့်အာမန်ကအလူးလိန်ခံရပါပြီ။နောက်တော့အာမန်ကဒဏ်ရာတွေပရပွားနဲ့လူအုပ်ကြားတွေကိုထွက်ပြေးခဲ့ရပါလေ။အာမန်ကိုဘီဘီတို့ကအိမ်ကိုခေါ်လာပြီးတော့သွေးတိတ်အောင်လုပ်ပေးခဲ့ပါလေ။ဒါမဲ့ဒီတစ်ခါမှာတော့အာမန်ရဲ့ဒဏ်ရာတွေကအရင်လိုပြန်ကောင်းမလာခဲ့တော့ပါဘူး။ ဂျယ်လူပြန်ရှုံးနေသွားတာကြောင့်မေဟူသားကတော့ကျေနပ်နေခဲ့ပါလေ။ဒါပေမဲ့မကြခင်မှာဆေးရုံကနေမေဟူသားကိုဖုံးဆက်လာခဲ့ပါလေ။အရာကတော့မေဟူသားရဲ့သမီးလေးကအသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ယောဂါကိုခံစားနေရလို့ပါ။ဒေါက်တာကဒါရီကခမားလုပ်ခဲ့တဲ့လေရုညဉ့်နှံမှုတွေကြောင့်လို့ပြောပါလေ။သူသမီးထီတော်မှာမေဟူသားကသူ့ရဲ့အမားတွေကိုတရီထားမိသွားပါလေ။တဖက်မှာတော့ရာကာကပတ်ဝန်းကျင်ကိုညင်လွှမ်းအောင်လုပ်နေခဲ့တာပါ။ ူကမျိုးနှစ်ခုလုံးကိုပြောင်းဆောင်လုပ်ပြနေပြီးတော့ဂျက်လူပြန်ကိုထွက်လာခိုင်းနေခဲ့ပါလေ။ဒါပေမဲ့ဟိုသားကရာကာကိုဓာရီဆက်မလုပ်တော့ဘူးအတွက်ပတ်စံပေးခဲ့ပါလေ။ဒါပေမဲ့ရာကာကတော့ငါတို့ပတ်စံမလုပ်တော့ဘူး။ငါကရက်တန့်လို့မရတော့ဘူးဆိုပြီးတော့ပြောခဲ့ပါလေ။ရာကာရဲ့အကြမ်းဖက်မှုတွေကမျိုးတစ်ခုလုံးကိုဖုံးလွှမ်းနေခဲ့ပါပြီ။ရာကာရောက်လာတဲ့နေရာတိုင်းကရေတွေကအနက်ရောင်ကိုပြောင်းသွားခဲ့ပါလေ။ပြည်သူတွေကတော့ဓာရီကိုဖြေရှင်းဖို့ဂျက်လူပြန်ကိုမျောနေကြပါလေ။ ဒါကိုမြင်နေရတဲ့ရိုဟစ်ကပြည်သူတွေရဲ့ယုံကြည်မှုအတွက်ဂျက်လူပြန်လုံဟန်ဆောင်ခဲ့ပါလေ။ဒါမဲ့အာမန်လိုအစွမ်းရှိမိနေတာကြောင့်ရိုဟစ်ကမြန်မြန်ဆန်ဆန်ပဲအသက်ခံလိုက်ကြပါလေ။တပတ်မှလည်းအာမန်တို့ကရိုဟစ်ရဲ့အကြောင်းကိုသိပြီးတော့လိုက်လာခဲ့ပါလေ။ဒါမဲ့သူတို့ရောက်သွားတော့ရိုဟစ်ကအသက်မရှိတော့ပါဘူး။ရိုဟစ်ရဲ့တိတ်ဆုံးမှုကပြည်သူတွေကိုပါဝမ်းနည်းစေခဲ့ပါလေ။ BB ကလည်းတားဖြစ်သူကိုဆုံးဆုံးလိုက်လို့နာကျင်နေခဲ့တာပါ။နောက်ရမှာတော့ BB ကမြို့ကနေထွက်သွားဖို့လုပ်ပါလေ။ ဒါပေမဲ့အာမန်ကဘီဘီကိုတားလိုက်ပြီးလူတွေရဲ့စူတောင်းတန်တွေကိုလစ်လူမရှုနိုင်ဘူးလို့ပြောပြပါတယ်။တဖက်မှာတော့ဂေါ်ဒီကကလေးတွေနဲ့တူဗတ်ဝန်းကျင်ကိုလေရုတန်ရှင်းအောင်တစ်ပင်တွေစိုက်နေခဲ့ပါတယ်။အဲဒီချိန်မှာရာကာရောက်လာလို့အားလုံးလည်းလန့်ဖြန့်ပြီးတော့ပြေးကုန်ကြပါတယ်။ဒါပေမဲ့ဒုံလူကတော့ရာကာကိုမကြောက်ပဲပြန်တိုက်ခိုက်ဖို့တော့လုပ်ခဲ့တာပါ။အဲဒီချိန်မှာအာမန်ရောက်လာပြီးတော့ရာကာကို တိုက်ခိုက်ပါတော့တယ်။နေအောင်သားတိုက်ခိုက်နေတဲ့တစ်ပင်ကြီးစီကိုရောက်လာခဲ့ပါတယ်။ အာနေနီရာမန်ကိုရာကာကအဆက်မပြတ်လက်သီးတွေပြစ်သွင်းနေလို့အာမန်နဲ့တတိလက်သွားပါလိမ့်ဒါကိုနောက်ကနေလိုက်ကြည့်နေတဲ့ဘီဘီတို့ကလည်းမြင်သွားခဲ့တာပါဒါပေမဲ့ဘီဘီကရာကာကိုမကြောက်မလန့်စိန်ခေါ်လိုက်ပါလိမ့်အဲ့ဒီချိန်အာမန်ကတတိရလာပြီးတော့ရာကာကိုကောင်းငင်ပေါ်စွဲတင်ကတခြားဂျိုးပေါ်ရောက်အောင်ခေါ်သွားလိုက်ပါလိမ့်အာပြန်ဖြည့်စရာဘာမှရှိမနေတာကြောင့်ရာကာကအားနေလာပါလိမ့်နောက်ဆုံးမှာတော့အာမန်ကရာကာကိုအာကာတာထဲမှာအဆုံးတတ်ပြစ်လိုက်တာ ကဘာပြေကြီးပေါ်ကိုပြန်လာပြီးဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ။